ခံမင်းနရသူနဲ့ရောင်နှမ်းမတော်မိဖုရားကြီးတို့မှမင်းရင်နရသိန်ခါနဲ့နရပတိစီသူမင်းသားနှစ်ပါးကိုဖောင်းမြင်ခဲ့ပါတယ်။နရသူမင်းနဲ့ရွာဆန်တဲ့အခါမင်းရင်နရသိန်ခါကမင်းဖြစ်လာပြီးတော့ညီတော်နရပတိစီသူကိုအိမ်ရှိရာအနေနဲ့ဒုစင်ချင်းကရှမ်းပြည်မြင်ဆိုင်ဝတ်ဝင်ရဲမှာပျော့လူမျိုးတို့နေထိုင်ကြပါတယ်။ဒီနေ့သူတို့ဟာဝါတော်ထဲမှာဝါခုတ်သွားကြရင်ဝါပင်နေကြတဲ့ဝါရွက်တွေပေါ်မှာ ချစ်စပွဲမွေးကင်းသားကလေးငယ်တယောက်ကို တွေ့ရှိခဲ့ကြတယ်။ရွာသားတွေလည်းကလေးငယ်ကိုကြောက်ရွံ့ဝေးစားပြီးဝါပင်နေကြမှာရရှိတဲ့ကလေးငယ်ဖြစ်တာကြောင့်ဝါမင်းသမီးလေးဝေလူဝတီလို့အမည်မဲခေါ်ခဲ့ကြတယ်။ဝေလူဝတီမင်းသမီးလေးဟာပတိတန်ဒီ၄မျိုးရှိတဲ့အနက်ကတန်ဒီရသားလို့ခေါ်တဲ့တစ်ပင်ဝါပင်ရဲ့အညီကိုဆွဲပြီးပေါက်ဖွာလာခဲ့တယ်လို့ပြောဆိုကြပါတယ်။ဝေလူဝတီလေးအရွယ်ရောက်လာတဲ့အခါ ဒေဝီယာရင်းနှွေးစောကစားနေတဲ့ဘာပင်လေးတွေလိုအလာသွေးချွဲပြီးမင်းသမီးလေးတပါလို ချောမောလာတာကြောင့်ရွာသားတို့ကတောနဲ့မတန်နန်းဆန်သူကလေးကိုဘယင်မင်းရင်နရသိန်ခါတဆက်သားကြပါတယ်။တောပန်းကလေးဝီလူဝဒီဟာရွာသူဖြစ်တဲ့လျောက်ဖြင်းအင်ကြီးကိုသာဝစင်ထားပြီးတသားနှတော်ကိုပန်းစင်လေးရှိတာကြောင့်နားပေါက်ကကျဲနေတာကိုမင်းရင်နရသိန်ခါကသဘောကျတော့မမူတာကြောင့်ညီတော်နဲ့လက်ဆက်စီဆိုပြီး ိပြားမြောက်ရညင်ပယ်လိုက်ပါတယ်။ဝေလူဝတီလည်းအင်းရှိခြင်းအရောဖြစ်လာတဲ့အခါဘယင်းမေတော်ကြီးကထီးဟန်နှဟန်ထုံနှန်းတလေးမှသင်ကြားပေးပြီးခြေနေတဲ့နာကိုကြည်ကောင်းတမားတော်များနဲ့ပြုပြင်ပေးခဲ့ပါတယ်။ငကူကလပသူဖြစ်တဲ့မင်းသမီးလေးဟာနန်းတွင်သုံးဆောင်များနဲ့စင်ရင်ခြေထားလိုက်တဲ့အခါနန်းသမီးလေးဘမလင်းလန်းတောက်ပါလာပါတော့တယ်။ဒီနေ့မှဘယင်းမင်းတင်ခတ်သူဟာနန်းဆောင်ရှိမှရှောက်လန်းလာတဲ့ ဝေလူဝရီကိုတွေ့တဲ့အခါမိမိမိဖုရားသုံးပါးထက်သာလွန်ချောမောလွန်းနေတာကြောင့်ဒါရောက်ဆက်သားစဉ်ကညင်ပဲ့ခဲ့မိတာကိုနှောင်လာရကရယူလူစိတ်ပြင်းစွာဖြစ်ပေါ်လာပါတော့တယ်။ဒါကြောင့်မင်းသမီးရဲ့ခြင်းအရောအိရှေမင်းနရာပတိစီသူကအဝေးတနေရာသို့ပါထုတ်ပြီးဝေလူဝရီကိုတင်ပတ်ရန်ကြံစီပါတော့တယ်။ဤတော့အိရှေမင်းသားနရာပတိစီသူကခေါ်ယူ၍ကဆောင်ချမ်းရဲ့တွင်တပုံများထောင်ထားချမ်းသာနေသဖြင့် သွားရောက်နေနေရန်မိန့်ပေးလိုက်ပါတယ်။နရပတိစီသူလည်းရုတ်တရက်ကြီးတပုံများထားကြသည်ဟုမကြားမိသောကြောင့်တန်တရားဝင်ကငေကျွန်းတော်မြင်းခန့်ငပြေးကိုစီးတော်မြင်းနေတကွအိမ်တော်မှာနေခဲ့ရန်နဲ့အကြောင်းသူရှိပါကမနည်းမြန်လာရောက်တတော်ဦးတင်ရန်မှာကြားထားခဲ့ပါတယ်။အင်းရှိမင်းသားလည်းငဆောင်ချမ်းရက်ကိုရောက်တဲ့အခါတပုံများမတွေ့ရဘဲအေးချမ်းလေးရှိလာကြောင်းနန်းတော်ကိုပြန်ချီလာခဲ့ပါတယ်။ အင်းရှိမင်းသားစစ်ချီထွက်သွားတဲ့အချိန်မှာပဲဘယင်မင်းရင်နရသိန်းခါအချမ်းစီအတိုင်းဝီလူဝရီကိုတိမ့်ပိုင်လိုက်ပါတယ်။ငင်းခန့်ငပြေလေမှာကြားထားတဲ့အတိုင်းအင်းရှိမင်းကိုကြောင်ကြရင်ထွက်လာခဲ့ရ။ညာခင်းချိန်တွင်ချောင်းဆက်တစ်ခုရောက်တဲ့အခါတညတာအိဆန်နာယူခဲ့ပါတယ်။နန်းနုံကိုပြန်လဲချီတက်လာတဲ့နရပတိစီသူရဲ့တက်ဟာလည်းထူချောင်းရဲ့အခြားတစ်ပတ်ကံကိုရောက်ရှိလာပြီးတညတာစခန်းချနေကြပါတယ်။ညတဲ့ကောင်ချိန်မှာ ငပြည့်စည်လာတဲ့မြင်းဟာတပတ်ကန်းကသခင်နရပတိစီသူရဲ့အငွေသက်ကိုခံစားမိတာကြောင့်ခနာမငိမ်ဖြစ်ကဟီလျက်ရှိပါတယ်။နရပတိစီသူလည်းမိမိမြင်းဟီတဲ့တဲ့ကြရသလိုထင်မိပေမဲ့ချောင်းရည်စည်းတဲ့ကြောင့်မတဲမကွဲဖြစ်လျက်ရှိပါတယ်။အာယုံမိုးတောက်တဲ့အခါငပြည့်လည်းချောင်းကိုဖြတ်ကူးပြီးတဲ့အခါမှာအင်းရှင်မင်းရဲ့တက်တွေတွေ့ရှိရပြီးဖြောင်းကုန်စင်ကိုရောက်တင်ပါတယ်။နရပတိစီသူလည်း ချင်းမြန်နူတဲ့ချင်းရတော့ BBR တိမ့်ပိုက်ခံရတာကိုကြာတော့ဒေါသချောင်းချောင်းထွက်ပြီးချောင်းတစ်ဖက်ကရောက်နေပါလေအရေးကြီးတဲ့င်းကိုအစောတလင်လာရောက်မလျှောက်တင်ရအောင်လားဟုဆိုတာမပြေဘူးလက်သုံးတော့ဓာတ်နဲ့စီရင်ကွက်မြတ်လိုက်ပါတယ်အရင်နောက်ချင်းယုံတက်မှုအောင်စွာငယ်ကိုခေါ်ယူပြီးဘယင်မင်းရင်နရသိန်ခါကိုလှုပ်ချင်ရင်စီလွတ်လိုက်ပါတယ်လှုပ်ချင်မှုအောင်မြင်ပါကဘယင်ရဲ့မိဖုရားသုံးပါးနဲ့တပါးကိုလက်ဆောင်ပေးမယ်လို့ကတိပေးလိုက်ပါတယ် အောင်သွားငယ်လဲနန်းတော်သူဟာမပြတ်ဝင်ပြီးဘယင်လင်းငိုင်းစီကိုင်းမှာဝတ်ယူလာတဲ့ဓာတ်နဲ့ထူပြီးဆုံးစီရင်လိုက်ပါတယ်ဘယင်နဲ့ရဆက်တဲ့အခါနရပတိစီသူနန်းတက်ပြီးဂရိတိုင်အောင်သွားငယ်အာမိဘရားတစ်ပါးနဲ့လက်ဆက်စီမိဟူမိန်ကြတဲ့အခါမိဘရားများကဂျုံနဲ့ပေါက်ဖက်ခြင်းမပြုလိုတဲ့အတွက်ငိုယူတောင်းပန်ကြပါတယ်နရပတိစီသူလည်းအောင်သွားငယ်ကအခြားသောတထေးသေးသမီးများရဲ့ရွေးချယ်ရန်မိန်ကြတဲ့အခါ ုံစွာငယ်တဲ့ဂရီးမတီတဲ့မင်းကိုစိတ်ဆိုးသောကြောင့်ထွေကနေတရွေထွေလိုက်မိပါတယ်။ဂရပတိစီသူမင်းလည်းသူ့အားမလေးမစားပြုမှုသည်မျက်ထွက်ကအုံသောငယ်ကိုကွက်မြက်လိုက်ပြန်ပါတယ်။နရပတိစီသူဟာဝေလူဝတီကိုမိဖုရားကြီးတင်မြောက်ပြီးနောင်တော်ရဲ့မိဖုရားသုံးပါးကိုလည်းမိဖုရားရဆက်လက်ထားရှိပါတယ်။နရပတိစီသူမင်းကြီးနဲ့ဝေလူဝတီမိဖုရားတို့မှာတားတော်ဇေယသိန်ခမင်းသားဖောင်းမြင်ခဲ့ပါတယ်။ပကံရှိ ရွှေတပိတ်ကူဖျားဝေလူဝရီမိဖျားကြီးတည်ခဲ့တဲ့ကောင်းမှုတော်စီတစ်စုဖြစ်ပါတယ်